ါကစ္စတန်နိုင်ငံတောင်ပိုင်းကရာချီမြို့မှာရှိတဲ့ဂျင်းနာနိုင်ငံတကာလေးစိတ်ကိုဇွန်လ၈ရက်ညတကောင်မတိုင်မီနဲ့ဇွန်လ၉ရက်အာယုံတက်ချိန်ဝင်းစဉ်ကလက်နက်ကြီးတွေကင်ဆောင်ထားတဲ့တာလီဘန်စစ်သွေးကြွတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ကပြန်လည်တိုက်ခိုက်ခဲ့ရာစစ်သွေးကြွ၁၀ဦးစလုံးလုံခြုံရေး၁၁ဦးပါကစ္စတန်လေကြောင်းလိုင်းဝန်ထမ်း၄ဦးအပါအဝင်လူ၂၈ဦးထပ်မံနေသေဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ စစ်သွေးကြွအချို့ဟာစစ်တပ်ဝစ်စုံတွေဝစ်ဆင်ထားပြီး၎င်းတို့ထံကနေတိုက်ခိုက်ရေးရိုင်ဖယ်တွေလက်ပစ်ဘုံတွေဒုံးပစ်လောင်ချာတွေကိုတင်ဆက်မိခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်ရေးသမား3ဦးထပ်မင်းနဲ့ဟာအသေးခံဝစ်စုံတွေနဲ့ဖောက်ခွဲမှုပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။လေစိတ်တိုက်ခိုက်မှုကို၎င်းတို့ပြုလုပ်ခဲ့ကြောင်းနဲ့ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာ American မောင်းသူမဲ့လေရင်တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့၎င်းတို့ရဲ့ခေါင်းဆောင်ဟာကီမူလာမီဆိုအတွက်လက်တော့ပြန်လာဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်အဖွဲ့ TTP ကထုတ်ပြန်ခဲ့ပါတယ်။ပါကစ္စတန်အစိုးရဟာငြိမ်းချမ်းရေးဆွေးနွေးပွဲကိုစစ်ဆင်နှဲဖို့အတွက်အသုံးချနေကြောင်းမကြသေးမီကလူမျိုးစုဒေသတွေမှာအစိုးရရဲ့ထိုးစစ်ဆင်နွှဲမှုတွေကိုရည်ညွှန်းပြီး TTP ကပြောခွင့်ရပုဂ္ဂိုလ်ရှာဟီတူလာရှာဟစ်ကဝေဖန်ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုဟာအစပြုခြင်းသာဖြစ်ပြီးတိုက်ခိုက်မှုတွေကိုထပ်မံပြုလုပ်မှာဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့ပါတယ်။အရက်သားထိခိုက်မှုအ ਨੇ စုံနဲ့အစိုးရတပ်ဖွဲ့ဝင်အများဆုံးသေဆုံးထိခိုက်စေမဲ့ပြစ်မှတ်တွေကိုရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးခရီးသည်တွေရှိနေတဲ့လေယာဉ်ကိုတိုက်ခိုက်ဖို့မစီစဉ်ခဲ့ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။လေစိတ်မှာစစ်သွေးကြွတွေကိုရှင်းလင်းပြီးပြီလို့တာဝန်ရှိသူတွေကကနအူးကြေညာအပြီးနိုင်အနေငယ်အကြမှာလေစိတ်ထံမှာပြစ်ခတ်မှုတွေထပ်မံပြစ်ပေါ်ခဲ့ရာ ပါကစ္စတန်လုံခြုံရေးတပ်တွေကစစ်ဆင်ရေးပြန်လည်ပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။လေစိတ်ကိုစစ်သွေးကြွတွေကစီးနှင်ခဲ့ပြီးတဲ့နောက်အရက်ဖက်လေးချောင်းအာနာဝိုင်အဖွဲ့ CAA နဲ့ပါကစ္စတန်လေးချောင်းလိုက်ဝင်တဲ့90ခန်းဟာတညလုံးပိတ်မိနေခဲ့တယ်လို့အဆိုပါလေးချောင်းလိုက်ပြောခွင့်ရပုဂ္ဂိုလ်မာဆုတ်တန်ဝါကပြောကြားခဲ့ပါတယ်။